ရိုးရာတိုင်းရင်းသားအစားအစာတွေပြင်ကိုရီးယားဂျပန်ထိုင်းမက္ကဆီကန်ဥရောပစတဲ့နိုင်ငံတကာအစားအစာတွေပါဝင်တဲ့ဆိုင်ကမ်းပေါင်းရာနဲ့ချီပါဝင်ကျင်းပနေတဲ့ဖူဖဲကိုမိုင်လန်အွန်လိုင်းစားသောက်ဆိုင်လမ်းညွန်ကုမ္ပဏီကဥဆောင်ပြီးပြည်သူရင်မြန်မာဇန်နဝါရီ24ကစလို့နှစ်ရက်ကြာစတင်ကျင်းပနေပါပြီ။ကြီးကျယ်ခမ်းနားတဲ့အစားအသောက်ပွဲကြီးမိုင်လန်ဘားကြောင့်ကျင်းပတာလေ။ရန်ကုန်မြို့တနေရာတဲ့အစားအသောက်မျိုးစုံကိုစွစွစီစီနဲ့ပျော်ပျော်ရွှင်ရွှင်ဝယ်ယူစားသောက်နိုင်ဖို့ စားသုံးသူနဲ့စားတော့ဆိုင်တွေကြားပေါင်းကူးဆက်သွယ်ပေးခြင်းနဲ့ရည်ရွယ်ချက်နဲ့ကျင်းပတာပါလို့ကိုကျော်စစ်နိုင်ကကမာယုမီဒီယာကိုရှင်းပြပါတယ်။ဒီပွဲတော်မှာမိုင်းလန်းရဲ့ mobile app version 2ကိုပါမိတ်ဆက်ခဲ့တယ်လို့ဆိုပါတယ်။ဒီပွဲကိုကျွန်တော်အခုဆိုရင်စနေတနင်္ဂနွေ24ရက်နေ့25မှာပြည်သူ့ရေးမှာကျွန်တော်ကျင်းပပါတယ်။ကျွန်တော်ဒီကမျော်လင့်တဲ့ရည်ရွယ်ချက်ကတော့၃ခုရှိပါတယ်။နံပါတ်၁ကတော့ကျွန်တော်တို့ကဒီကျွန်တော်တို့ရဲ့ဒီ value တစ်ခုဖြစ်တဲ့ fun and engaging dining experience လို့ခေါ်တဲ့တကယ်ကိုပျော်ပျော်ရွှင်ရွှင်နဲ့လာပြီးစားတော့ အမြို့ရန်ကုန်မြို့သူမြို့သားအနေနဲ့ဒီလိုစက်တောက်ဆိုင်ပေါင်းစုံမှာလာရောက်ပြီးတော့ပြည်ပြည်ရှင်စက်တောက်ဖို့အတွေ့အကြုံရရှိဖို့အတွက်ကဒါနံပါတ်၁ပါအဲ့နံပါတ်2ကတော့ကျွန်တော်တို့ပရာဟိတအနေနဲ့ပေါ့နော်ပြန်ပြီးတော့ဒီအထူးကန်ဆန်းမဲရအနေရရှိမဲ့ဝင်ငွေကိုကျွန်တော်တို့ပရာဟိတအနေနဲ့ပြန်ပြီးတော့လုပ်သွားချင်တာပါနံပါတ်3ကတော့ကျွန်တော်တို့ရဲ့အဲ Mylan Mobile App Version 2ဒီနေ့ထွက်ပါတယ်အထူးအစီအစဉ်နေနဲ့ကန်ဆန်းမဲလက်မှတ်တစ်စောင်ကိုကြက်တထောင်နဲ့ရောင်းပေးပြီးမဲပေါက်တဲ့ကန်ထူးရှင်တွေကို Honda Fit 2012 Model ကားတစ်စီးနဲ့ မိုဘိုင်းဖုန်းအလုံး20ကိုမဲဖောက်ပေးမှာဖြစ်ပါတယ်။ကန်ဆာမဲရောင်းလို့ရလာတဲ့ထဲကဆေးရခိုင်နှုန်းကိုတော့မြစ်တာကန်လက်ပရဟိတအဖွဲ့ကတဆင်မိပါမယ်ကလေးငယ်နဲ့တက်ကြီးရွယ်အိုတွေကိုလှူဒန်းသွားမယ်လို့ဆိုပါတယ်။မိုင်လန်ဖူဖဲမှာတင်မိုသီလောင်းတို့အစားပြိုင်ပွဲလိုပြိုင်ပွဲတွေအပြင်ဂိမ်းတွေလည်းပါဝင်မှာဖြစ်ပြီးအဆိုတော်ဖြူဖြူကျော်သိန်းညံလင်းအောင်အာဒီရိုနဲ့အတူအိမ်မက်ဆောင်ရကအဆိုရှင်တွေလည်းဖြောပြေကြမှာဖြစ်ပါတယ်။မိုင်လန်အနေနဲ့အွန်လိုင်းစားတောက်ဆိုင်လမ်းညွန်ဖြစ်လို့ ဒီပွဲကိုတိတိကျကျအားစိုက်ပြင်ဆင်ခဲ့တယ်လို့ဆိုလာသူကကိုခိုင်လဲမှာပြောင်းလဲလာနေတဲ့ဤပညာကြောင့်မြန်မာပြည်အနာဂတ်အွန်လိုင်းစီးပွားရေးဟာရှေ့တန်းကိုရောက်လာမယ်လို့လည်းသူကဆိုပါတယ်ကျွန်တော်ယုံကြည်ပါတယ်ဒီ mobile penetration အခုနည်းနေတော့မယ်ဒါပေမဲ့နောက်ပိုင်းကျရင်မြန်မာမြန်မာတပီလုံးရဲ့40% 50%လောက်ကျောက်လာနိုင်မယ်လို့ကျွန်တော်မျှော်လင့်တယ်အဲအဲကြလို့ရှိရင်လည်းအကောင်လုံးကဒီ mobile ပေါ်မှာပဲရှာကြမယ် ပြီးလို့ရှိရင်အာ information တွေကြီးကြမယ်အဲ့လိုမျိုးဖြစ်လာတဲ့အချိန်ကြရင်တော့ကျွန်တော်တို့ရဲ့ internet business ကတဖြည်းဖြည်းနဲ့အောင်မြင်လာမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ရန်ကုန်မြို့အတွင်းကစားတောက်ဆိုင်တွေကို online နဲ့ mobile phone ပေါ်ကနေအလွယ်တကူလမ်းညွန်ပေးတဲ့ mylan ကိုပြီးခဲ့တဲ့9လလောက်ကစတင်ထူထောင်ခဲ့တာဖြစ်ပြီးစားတောက်ဆိုင်ပေါင်း950ကျော်ကိုအလွယ်တကူရှာဖွေနိုင်ပါပြီ mylan ဟာကာလာတို့တွင်ပထမဆုံးမြန်မာပြည်ရဲ့အကြီးဆုံးဖူဖဲကိုကျင်းပနိုင်ခဲ့ပါတယ်